ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ညဝေတော့ကျင်တဲ့အကြောင်းအရာတော့လွတ်လပ်ပြီးတရားမျှတတဲ့ Partisan Democracy အခုလိုရေပောက်ပွဲတရက်ကိုကျင်းပပြီးတော့အစိုးရတရက်ပေါ်ပေါက်လာရင်းနဲ့ပြီးတော့ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ခိုင်မာအောင်တည်ဆောက်နိုင်ရဲ့အတွက်ဒီရွေးကောက်ပွဲနဲ့တော့ပေါ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတော့လည်းပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပြီးတော့ကျင်ပါတယ်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောရရင်တမိုင်းကျုံးကိုအကျေတဝင်းတော့မရှင်းတော့ဘူး ကျွန်တော်အနေနဲ့ဒီရွေးကောက်ပွဲကဘာကြောင့်အရေးကြီးလဲနိုင်ငံအတွက်ဘလောက်အရေးပါလဲဆိုတော့အရေးကြီးမယ်ထင်တဲ့အချက်တွေကိုပဲမျှဝေပြီးတော့တာဆိုတော့ထောင်ကူအလေးရရှိခုနှစ်ကနေထောင်ကူ62ခုနှစ်အထိဒီရွေးကောက်ပွဲတွေကိုကြည့်မယ်ဆိုရင်ထောင်ကူအလေးရရှိခုနှစ်ပြည်ပေါ်ချင်းကဥပဒေပုံမှန်233မှာအခြေခံဥပဒေရကျင်းပတဲ့ပထမအမှတ်ရွေးကောက်ပွဲကိုဒီအခြေခံဥပဒေအာဏာပီတီနှင်းမှာစရယူ ဆက်ရှိလာတဲ့ကျင်းမာရည်ဆိုတဲ့အတွက်ပြန်နှောင်းပါဘူးဒါပေမဲ့လည်းလွတ်လည်ရေးညပြီး၃လအကြာမှာပဲပေါ်ပေါက်လာတဲ့ဒီရင်းစစ်ကြောင်းဥပဒေက ပြန်နှောင်းထားတဲ့ကာလအတွင်းမှာဒီရွတ်တော့ပဲအကျင်းပါဖြစ်ဖြစ်ရွတ်တော့ပဲကျင်းပါဖြစ်ဖြစ်ခါမှလည်းတည့်ရက်ထင်းတည်းနဲ့မကျင်းပါနိုင်ဘူးပဲဆနေ့ကျတော့950တိကံဒီ၃ရက်ကလာ950ခုနှစ်အတွင်း၃ချိန်ခွဲပြီးတော့အစီအစီကျင်းပါပြီးတဲ့ဖြစ်ပါပြီးတော့960ခုနှစ်ကံဒီ 1988ခုနှစ်ထိဒီရွေးကောက်ပွဲတွေကိုကြည့်မယ်ဆိုရင်လည်းတန်ရှင်ဖာစာပါလာကိုနာမည်ပြောင်းထားတဲ့ပါထဆန်အာလယပါတီအစိုးရကပြည်တော်စုကနေဖွဲ့ထုတ်ပြီးတော့စီတိုဆာတိုအဖွဲ့ Soil Asia Trade Organization နဲ့ပေါင်းရင်းဆိုပြီးတော့ဖက်ထရမုန်နဲ့ဖက်ထရကိုလှုပ်ရှားလာတဲ့ဒီတိုင်းရင်းသားအဖွဲ့အချို့ကိုမထိနိုင်တော့တဲ့အကြောင်းတော်လိုင်းကောင်စီကနေ1948ခုနှစ် ဖယ်သိပုံခြေကဥပဒေကိုဖျက်သိမ်းပြီးတော့1962ခုနှစ်ကနေ1994ခုနှစ်ထိမာရှယ်လောပုံစံဖြစ်အုပ်ချုပ်ခဲ့ရတယ်ဆိုတော့အဲ့လိုတမိုင်းကြောင်းကြီးရှိခဲ့တယ်။ဆိုတော့လက်ရှိနိုင်ငံရဲ့မတည်ငြိမ်မှုအစလို့ပြောလို့ရတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လက်ထက်ကနေပြောရရင်လက်တော်ကဏ္ဍတစ်ပိုင်း၅မြင့်ပြည့်တဲ့အခါဒုတိယတစ်ပိုင်းအတွက်ဒုတိယအကြိမ်မာရှယ်လောဒီမိုကရေစီအထူးသဖြင့်ရေကောက်ပွဲကို၈၁၁လ2015ရဲ့မှာကျင်းပခဲ့တယ် အရှောင်းလုံးအတိုက်ခံလုပ်လာခဲ့တဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက80ရာခိုင်နှုန်းကျော်အနိုင်ရရှိခဲ့တယ်။ပြီးတော့လွတ်တော်တန်ငါးနှစ်ပြည့်တဲ့အခါတတိယတန်အတွက်တတိယကျင်းပါတီဆိုဒီမိုကရေစီအထူးသဖြင့်ရွေးကောက်ပွဲကို87လ2020မှာကျင်းပခဲ့တယ်။နိုင်ငံရေးပါတီအနေနဲ့63ပိုင်းလွတ်တော်ကိုယ်စားလှယ်လောင်းနေရတော့အားမချော့တော့39ဝင်ရောက်ရှင်နိုင်ခဲ့ကြတယ်။ဒါပေမဲ့ဒီရွေးကောက်ပွဲကမြန်မာနိုင်ငံရွေးကောက်ပွဲတိုင်းမှာ အမဲဆက်ဆွန့်တင်ခဲ့တဲ့ရုပ်ောက်ပဲဖြစ်ခဲ့တယ်။ဒါကြောင့်လေဆိုတော့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတပ်တည်ခိုင်လုံစွာနဲ့ပေါ်ထုတ်ရရှိထားတဲ့နိုင်ငံတဝန်းမဲမတမာမှုကြီးကိုမဖြေရှင်းပဲလွတ်တော်ခေါ်ပြီးအစိုးရဖွဲ့ကိုကြိုးစားခဲ့တယ်။နိုင်ငံတော်အာဏာကိုမတရားရယူရန်ကြိုးပမ်းကြံတဲ့ကြောင်းယာယီတမနာကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၁၈ခုရရေးပေါ်အခြေအနေပြင်ညာပြီးတော့ပုံမှန်၄၁၈ရနိုင်ငံတော်ဥပဒေပြည် ုပ်ချုပ်ရေးနဲ့တရားစီရင်အာဏာတို့ကိုတပ်မတော်ကဝေးဦးစီးချုပ်ထမ်းလွတ်အပ်တောင်းပေးခဲ့တယ်။အဲ့တော့2020ဒီပေါ်ပေါ်ရလဲဒီမှာပဲဖြစ်ခံရရတယ်။ဒါကြောင့်2020ခုနှစ်နောက်ပိုင်းမှာအထူးသဖြင့်ရေကောက်ဝယ်3ကြိမ်နဲ့ဈာပြေရေကောက်ဝယ်3ကြိမ်စုစုပေါင်းကတော့6ကြိမ်ကျင်းပခဲ့တယ်။တိုင်းပြည်ကြည်ပြည်လွတ်တော်ရေကောက်ဝယ်ကနေစပြီးတော့ရေတွက်မယ်ဆိုရင်2020အထူးသဖြင့်ရေကောက်ဝယ်အထိ15ကြိမ်နဲ့ရှိသေးရအောင်တွေးရှိရတယ်။အဲ့ဒီ15ကြိမ်မှာ တိုင်းပြည်ပြည်လွတ်တော်ရွေးကောက်ပွဲမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်ကရွေးကောက်ပွဲ၄ချိန်နဲ့နောက်ဝါနိုင်ငံခခေ1990ရွေးကောက်ပွဲကိုထယ်ထုတ်လိုက်ပြီဆိုရင်1948ခုနှစ်ကပြီး2020ပြည့်နှစ်အထိ83နှစ်အတွင်းဥပဒေပြူမှန်တိုင်းအုပ်ချုပ်ရေးမှန်တိုင်းနဲ့တရားစီရင်မှန်တိုင်းတို့ကိုပေါ်ဆောင်မဲ့ပါတီစုံရွေးကောက်ပွဲဟာ၉ချိန်နဲ့ရှိသေးတယ်ဖြစ်ပါတယ်။လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့ လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ်ဒီရွေးကောက်ပွဲအတွက်နိုင်ငံတကာကိုလည်းချပြထားပြီးဖြစ်သလိုဒီရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဥပဒေတွေနှီးဥပဒေတွေကိုလည်းထုတ်ပြန်ပြီးတော့အလေးထားလှုပ်ဆောင်နေရတွေ့ရတယ်ဒီရွေးကောက်ပွဲကိုမလိုလားတဲ့နောက်ဆက်ဖြစ်စည်းဖို့ကြံစည်နေကြတဲ့အဖွဲ့အစည်းတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်လေပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုနောက်ဆက်ဟန်တာဖြစ်စည်းခြင်းမှာကာကွယ်ပေးဥပဒေကိုနိုင်ငံတော်အစိုးရကဥပဒေအမှတ် 48မြင်းဆောင်2025ဖြစ်ဒီ2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပြန်ထမ်းခဲ့ပြီလည်းဖြစ်ပါအဲ့တော့အချုပ်အနေနဲ့ပြောရရင်နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ဒီနိုင်ငံရေးစီးပွားရေးနဲ့ကာကွယ်ရေးစတဲ့မောင်းနှင်အားတွေကောင်းဝင်နေဖို့လိုအပ်ပါနိုင်ငံကြီးအရာအားကောင်းပြီးတော့စီးပွားရေးနဲ့ကာကွယ်ရေးအပိုင်းမှာအားနည်းနေလို့လည်းမရပါဘူးနိုင်ငံကြီးအားကောင်းဖို့အတွက်ဒီဥဆောင်ကြတဲ့သူတွေကလည်း စနစ်တကျမှန်ကန်စွာနဲ့ဥဆောင်ပေးကြရမှာဖြစ်တယ်လို့နိုင်ငံသားအားလုံးကလည်းမိမိတို့နိုင်ငံအကျိုးအတွက်စီးလုံးညီညွတ်မှုရှိကြဖို့လိုအပ်ပါတယ်ပြီးတော့နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုတမန်တော်ထုတ်ထဲမှာအပြည့်အဝတာဝန်ရှိတယ်လို့မှတ်မှတ်ယူကြပဲနဲ့ပြည်သူတွေရဲ့အားနဲ့စစ်မှန်တဲ့ပူးပေါင်းပါမှုအားတွေလိုအပ်ပါဒီရုပ်ောက်ပဲအောင်ပြီးတော့ကြီးမားနိုင်ခြင်းကနိုင်ငံတော်နဲ့နိုင်ငံသားတွေဘုံတိခါတွေဖြစ်တယ်လို့ရုပ်ောက်ပဲရဲ့အသက်ကဆန္ဒမဲပေးခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီနိုင်ငံတော်ခိုင်မာအောင်တည်ဆောက်နိုင်ရေးကိုဒီရွေးကောက်ပွဲနဲ့တန်းပေါ်ဆောင်နိုင်မှာဖြစ်တဲ့အတွက်ပြည်သူအားလုံးပုံပေါင်းဝင်တဲ့ကိုလိုအပ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်